ေဘေးသင့်ဒေတာပြန်လည်ထူထောင်ရေးအတွက်မြမလေရွေးစင်ဘောလုံးတမဟောင်းနေတဲ့ရုပ်ရှင်သရုပ်ဆောင်အစိုးရတွေရဲ့ဘောလုံးပြိုင်ပွဲအပါအဝင်နိုင်ငံတကာခြေစမ်းပွဲကိုရန်ကုန်မြို့မှာကျင်းပသွားဖို့ရှိနေပါတယ်။ဥပိုင်စိုးကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ကျွန်တော်တို့ရိုးရိုးတန်းကိုတထောင်ချက်တဲ့ပြောင်းပါမယ်။ထူတန်းကို9000ချက်ပြောင်းပါမယ်။မြမလေးရေးစဉ်ဘောလုံးသမားဟောင်းနေတဲ့ရုပ်ရှင်သရုပ်ဆောင်အစိုးရရဲ့ဘောလုံးပြိုင်ပွဲအပါအဝင် လက်ရှိမြန်မာလက်ရွေးစင်အသင်းနဲ့နယူးဇီလန်လက်ရွေးစင်အသင်းတို့ရဲ့နိုင်ငံတကာခြေစမ်းပွဲကိုစက်တင်ဘာ9ရက်နေ့ညနေ6နာရီမှာရန်ကုန်မြို့တူဝနာအားကစားကွင်းမှာပြုလုပ်သွားမှာဖြစ်ပါတယ်အာနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကိုစက်တင်ဘာတရက်နေ့ကမြန်မာဘောလုံးအဖွဲ့ချုပ်မှပြုလုပ်ခဲ့တာပါ။နောက်တော့တဲ့ Crescent Limit ဝယ်တဲ့ဖြည့်သက်ကိုကျွန်တော်တို့မြန်မာအသင်းဂျာစီအင်ဂျီတစ်ထည်လက်ဆောင်ပေးတော့တယ်။ဒါပေမဲ့ရောင်းချတဲ့စီစဉ်တွေကတော့ကျွန်တော်တို့၃ရက်နေ့ရတယ် 6ရက်နေ့အတွင်းအပွဲနေ့9ရက်နေ့အတွင်းမှာကျွန်တော်ရောင်းပါမယ်။တွဲရက်နေ့6ရက်နေ့အတွင်းဘယ်နေရာတွေမှာရောင်းမလဲကျွန်တော်ရောင်းမလဲဆိုရင်ကျွန်တော်တို့ဒီမနက်ကဘောလုံးဖွဲ့ချုပ်ရုံးရဲ့ quick ဖွဲ့ချက်ပါမယ်သူနာဘောလုံးပင်းရဲ့အောင်ဆန်းဘောလုံးပင်းရဲ့မင်းတို့ကပေးတတ်တော့ရွေးလို့ရတယ်ဘယ်လိုမှဝင်းရမှာကျွန်တော်ကောင်တာလေးဖိတ်ပြီးရောင်းပါမယ်။နောက်ပွဲနေ့မှာလည်းကျွန်တော်တို့သူနာပွဲမှာကျွန်တော်တို့အနည်းဆုံး10နာရီရက်နေစပါမယ်ရောင်းပါမယ်။ ဒါအပြင်အဲ့ဒီနေ့နေ့လယ်တနားရစပြီးရုပ်ရှင်တရုပ်ဆောင်တွေပါဝင်တဲ့ကစားနည်းတွေကိုလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့လည်းကျွန်တော်တို့အနည်းဆုံးကျွန်တော်တို့အခုစီစဉ်ထားတာအနည်းငယ်၈ခုလောက်ထားပါတယ်ဗျ။အေးကစားရစောင်းဒါပေမဲ့အဲ့၈ခုမှာတစ်ခုမှာလူပညာရှင်တစ်ယောက်တော့ပေါ့နော်။ဘလို့လဲတော့ကြိုးစားပြီးတော့ကျွန်တော်တို့တွေအားလုံးကူညီတောင်းထားပါတယ်။အာဒီနေရာမှာလည်းကျွန်တော်တို့နေရာနည်းနည်းယူဆရတာပေါ့နော်။အရင်ဟိုလူပညာရှင်တိတ်ချစ်တဲ့လူပညာရှင် ဒီဒီမှာပါလာပြီဆိုရင်သူ့ကိုပဲဦးစားပေးမှာတောင်းပန်တွေရိုက်တာလို့သူတပ်ပါဝိုင်းနေတယ်အဖြစ်ပါဆိုတဲ့အတွက်ဟိုတချို့ကိစ္စလေးတွေလည်းမဖြစ်တဲ့ကိစ္စလေးတွေမဖြစ်ရလေအောင်ပေါ့နော်လူမညာရှင်ကိုလည်းတတိချာချာလေးစတိတကြလေးထားလို့လည်းကျွန်တော်တို့ယူဆရပါတယ်ဒါတည်းဒီနိုင်ခွဲနဲ့ငားနိုင်ခွဲပေါ့နော်ဒီဂီတနဲ့ရုပ်ရှင်ကံပြီးသွားတဲ့အခါဒီပွဲချင်းပကံနဲ့ကြားရမှာဝင်းထဲမှာကစားတဲ့လူမညာရှင်ကြတော့ကျွန်တော်တို့က ပရိသတ်တွေအာနာမည်ဟောလိုက်တာနဲ့အချက်ချင်းပရိသတ်တွေဆိုပြီးတော့ပရိသတ်စိတ်ဝင်စားမဲ့အမှုပညာရှင်တွေပဲရွေးချယ်ဖို့ပဲကျွန်တော်စဉ်းစားထားပါတယ်မြန်မာနိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့တဲ့ရေကြီးရေရှမ်းမှုတွေကြောင့်လူတရာကျော်သေဆုံးခဲ့ပြီးလူပေါင်း16သိန်းကျော်ရေဘေးသင့်ခဲ့တာပါခင်ဗျာကျွန်တော်ပိုင်ဆိုပါ